ကျမတော်မူကြပါစားရှင်ခရစ်နှစ်2025ဧပြီလ17ရက်နေ့အတွက်မူလဝတ္တာခမန်ချက်တွေကိုတင်ဆက်ပေးပါတော့မယ်ကျမတော်မြတ်တီကိုပါကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ရောတို့မှာတင်းတင်းတင်းဖြစ်ထွန်းနေပါတယ်ဒီနေ့ညနေဒီမူလဝတ္တာခမန်ချက်အနေနဲ့ကတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကွက်ကြားနေပြီးတော့ပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းတို့မှာနေရာကြကြင်း ရန်ကုန်တိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာတော့နေရာကွက်ကြားမှုတစ်ချို့ကတော်နိုင်ပြီးရွာရွာတို့မှာတော့60ဖြစ်နေပါတယ်။ကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်မြန်မာတော့တိမ်တိတိဖြစ်ထွန်းနိုင်ပါတယ်။မြန်မာပင်လယ်ပြင်မှာလှိုင်းနိုင်ငံမှာလှိုင်းနေနေရှိနေပြီးလှိုင်းမြန်မာတော့၄ပြည်မှာ9ပြည်ခန့်တည်ရှိနေပါတယ်။ မနက်ပြန်အတွက်မိုးလေဝသခမန်းကျန်းနေကတော့ရခိုင်တိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရှင်ပြည်နယ်၊ကယားပြည်နယ်၊ရှမ်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမှာနေရာကျကျမိုးရွာသွန်းနိုင်ခြင်းရှိနေပါရဲ့ရှင်။